မေလာပါညစီကွာဆာဆာမနှုတ်ခွန်းဆက်တာပါတယ်မေလာ29ရက်2025ခုနှစ်အင်ကာနေကိုရိုရဲ့ကျွန်းတို့တန်းနာကျွန်းသောဆင်ရှိတော်မူပါကျွန်တို့ကိုဂရုနာတော်နှင့်အလီမြန်ရောက်ရေးရှိတော်မူပါကိုရှေကူမြောက်သောဆာလန်ခန်ရေ73ပါဆန်လေးခေါင်းစဉ်ကဂရုနာတော်ကိုသာရိယသားတို့တန်းဝမ်းမြောက်ရှာတဲ့စကားကိုဖတ်ချရတယ်စိတ်ထဲမှာမျော်လင့်ချက်တစ်ခုကိုစမ်းသပ်မိပါသည် ကျွန်တော်လိုမျိုးပဲယခုကာလမှာကျွန်တော်တို့လည်းခံစားနေရတာပါ။ပြာဖြစ်နေရကြပါပြီ။နေရာတကာမှာပြာတွေပြာတွေပါပဲ။ဝန်ထမ်းကြီးတွေကလည်းမပြောပါနဲ့တော့။မျက်ရည်မြစ်တွေတသွေးသွေးစီးစီးနေပါသည်။မိဘများ၏မျက်ရည်၊သားသမီးများ၏မျက်ရည်၊ချစ်သူရဲ့မျက်ရည်ကအေယဝတီဖြစ်နေပါပြီ။မျိုးငယ်ကြီးကလည်းများလာပါ၏။မျိုးငယ်သောစိတ်ထားနှင့်ဖိတ်ကြားပါသည်ဟုသောစားရွက်များကဖြန့်ကျဲပါ၏။ဘယ်လိုလုပ်ကြမလဲ။ နေလဲမပြော့ညလဲမရွှင်နိုင်သော ကာလဖြစ်ပါ၏။သို့တော်ယနေ့မှာတော့ရှင်ယုံသားတို့အတွက်ကြောင်ကြချက်ထုတ်ပေါ်လာခဲ့ပါပြီ။ညာယာ၌ဘောင်းတရံကိုဝန်နေခြင်းယာ၌ ဝမ်းမြောက်ခြင်းစီညိုးခဲ့သောစိတ်သောအရာ၌ချီးမွမ်းခြင်းအဝတ်တစားဟုသောအပြောင်းလဲကိုစောင့်ခြင်းမိမိဖျားခင်လူရောက်လာပါပြီရှင်ဥသာတို့အတွက်ဝမ်းမြောက်ကြပါပဲရှင်ဥသာတို့အတွက်အခင်ဖျားသနာခင်မိကျွန်တော်ကျမတို့ကဘယ်လိုလဲတကယ်တော့နှုတ်ကပတော်ကလူမျိုးတိုင်းအတွက်ဖြစ်ပါ၏ ရှင်ဟောသားတို့ကိုကဲ့တင်သောထာဝရရှင်ဖျားခင်ကျူနာတော်သည်ကျွန်တို့ဘုံမှာလည်းတေချာပေါက်ကြားရောက်မှာဖြစ်ပါသည်။မောရှင်ကြီးရှူတောင်းတန်ကိုကိုးစင်ဝူမြောက်သောဆာလံမှာကြားရပါသည်။ဆာလံကိုးစင်ကြီးကောင်းရှင်ကဖျားခင်လူ ပြုသောပဏနာဖြစ်ပါသည်ထိုပဏနာတွင် မောရှိကဘုရားသခင်ကုနာရုံကိုသင်ချာမျော်လင့်၍တောင်းလျှောက်ပါသည်ဘုရားသခင်တနာပါမှအရာအလုံးပြောင်းလဲ၍ချမ်းသာရမည်ကိုလေးနက်စွာယုံကြည်ထားပါ၏ထိုပဏနာကိုယနေ့ညမှစိတ်မလုံးပါလျက်အတူတကွယူဆရအောင်ကျွန်တို့ကိုညှင်းဆဲတော်မူသောနေ့ရက်ကာလဒုက္ခခံရပြီးသောနှစ်ပေါင်းများသည့်အတိုင်းဝမ်းမြောက်ရသောအချိန်ကိုသခင်ဘုရားပေးသနာတော်မူပါအလုံးပြားစီတော်ပြုပါစေ